မုံမိုင်းမြရဲ့စင်ကြေဖို့ရက်ကလေးတစ်ခုမှာအာယံဂါရန်လို့ခေါ်တဲ့တိုက်ခန်းအဆောက်အအုံတစ်ခုရှိခဲ့ပါတယ်။အဲဒီအဆောက်အအုံဟာတာမန်အဆောက်အအုံတွေလိုပဲအေးစစရှိခဲ့ရာကနေတရက်မှာတော့အခန်းနံပါတ်408ကိုနှားရနေတဲ့သူတစ်တယောက်ရရှိလာခဲ့ပါတယ်။သူမရဲ့နာမည်ကတော့နီလီမာပါ။နီလီမာဟာအသက်35နှစ်ဝန်းကျင်လောက်ရှိပြီးသူမရောက်တာနဲ့အင်းကြီးချင်းအားလုံးကိုရင်ကြီးကြီးနဲ့နှုတ်ဆက်ပါတယ်။ ပြီးတော့စကားတခွန်းကိုတော့အမြဲတမ်းလိုလိုထက်ခါတလဲလဲပြောနေတတ်ပါတယ်။ကျမခေါက်ဆွဲပြုတ်ပါစတာကိုအရန်ကောက်အောင်ချက်တတ်ပါတယ်။အားတဲ့ခါကျရင်လာစားကြပါဦးနော်။တရက်မှာတော့လီလီမဟာသူ့ရဲ့တိုက်ခန်းထဲမှာတယောက်တည်းရှိနေပြီးခေါက်ဆွဲပြုတ်ပါစတာလုပ်ဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်။ဟာဒီနေ့တော့ငါကငါတော့မှလက်မချင်းပုတ်မိသွားတော့ရသာရှိတဲ့ခေါက်ဆဲပြုတ်ကိုချက်ပြလိုက်အောင်မယ်။အဲဒီအချိန်မှာပဲအပြင်ဘက်ကနေရုတ်တရက်အတန်လေးကြားရပါတော့တယ်။ ဘဒူလဲတယောက်ယောက်ရောက်နေရလားငါရဲ့ခေါက်ဆက်ပြုတ်တွေလာစားကြတာနေမင်းငါခေါက်ဆက်ပြုတ်လုံးမယ်ဆိုရင်လာမယ်လို့ပြောထားတယ်လေဒီနေ့ငါခေါက်ဆက်ပြုတ်နေတာတိလို့ရောက်လာကြတာဖြစ်ရမယ်ဝမ်းသာအားရတဲ့တကားဘက်ကိုထွက်လာခဲ့ပါနေဒါမဲ့တကားဖွင့်လိုက်တော့ရောက်လာတာကအဲ့တဲ့တွေမဟုတ်ပဲဓမြနှစ်ယောက်ဖြစ်နေပါနေနီလီမာကအောင်ဟင်းဖို့ကြိုးစားပေမဲ့တခိုးတယောက်ကသူ့ရဲ့ပါဇက်ကိုပိတ်ပြီးတိုက်ခိုင်းလိုက်ပါနေ မင်းရဲ့ရတနာရီနဲ့ပတ်စံနေအကုန်ပေးလိုက်ငါတို့ဒီနေ့ဒီကိုခိုးဖို့လာတာဒါရီရှင်တို့ကိုကျမမပေးနိုင်ဘူးဒါရီအတွက်ကျမအသက်နဲ့ခန္ဓာစူးစမ်းပြီးရှာဖွေထားရတာရှင်တို့ကတခါတည်းနဲ့အကုန်ယူသွားကျင်တာပေါ့ဟုတ်လားဒါမျိုးတော့ဘယ်တော့မှဖြစ်ခံမှာမဟုတ်ဘူးနီလီမာရဲ့စကားကြောင့်ပဲတခိုးတယောက်ဟာဒေါသအရင်ထွက်သွားပြီးဒံအုံးတစ်လုံးနဲ့နီလီမာရဲ့ခေါင်းကိုရိုက်လိုက်တဲ့အခါမှာနီလီမာတခါတည်းပွေချင်းပြီးဆုံးပါသွားခဲ့ပါတော့ ဓမြတွေကပြည်စည်းတွေအကုန်လူရက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။နီလီမာဟာတေဆုံသွားခဲ့ပေမဲ့တေမားတယောက်ဖြစ်နေပြန်လည်ရှင်သန်လာခဲ့ပါတယ်။ပဝင်းချင်းကသူတွေကလည်းနီလီမာတေမားဖြစ်နေတာကိုမသိကြသလိုနီလီမာကိုယ်တိုင်လည်းသူမကိုယ်သူမတေမားဖြစ်နေမှမသိခဲ့ပါဘူး။နီလီမာပြန်နိုးလာတော့သူ့ကိုယ်သူပြောလိုက်ပါတယ်။"အင်းခေါက်ဆက်ပြုတ်စားလိုက်အောင်မေ။ပြီးတော့မှအခြားသူတွေကိုလည်းတွားခေါ်လိုက်အောင်ပါပါ" တဲမဖြစ်နေတဲ့နေလေးမဟာခေါက်ဆဲပြုတ်လိုလိုက်ပြီမဲ့ခေါက်ဆဲပြုတ်ကိုဆဆားလိုက်တဲ့အခါမှာဘာရတာမှမရှိပဲပော့ပြပြဖြစ်နေတာကိုသိလိုက်ရပါတယ်။ဟမ်ငါလေယာကဘာလို့ဒီလောက်တောင်မှအရတာမရှိတာလဲ။ဘာလို့မကောင်းတာလဲ။ဒီခါမိဝကန်ရင်းကလည်းထွက်လာပြီးအပြင်ကိုသွားဖို့အတွက်တကားဝကိုလှမ်းလာလိုက်တဲ့အခါသူ့ရဲ့အလောင်းကိုလှမ်းမြင်လိုက်ရပါတယ်။ဒီခါရန်ကိုထိတ်လန့်သွားခဲ့ပါတယ်။ဟာဒါ ငါပဲဒါဆိုရင်ငါဘာလို့ဒီလိုလဲနေရလဲဒါငါဆိုရင်အခုငါဘာလုပ်လဲသူမရဲ့စိတ်ထဲမှာတော့မေကိုပေါင်းတောင်းချထားတာပေါ်လာပါလေပြောပြီးတော့မှန်တဲ့ကိုကြည့်လိုက်တော့မှနီလီမာဟာနီလီမာမဟုတ်တော့ဘဲတဲမကြီးဖြစ်နေပြီဆိုတာကိုသိလိုက်ပါတော့တယ်အဲ့ချိန်မှာပဲရေရည်နဲ့အိမ်လေးချင်းတွေကနီလီမာရဲ့တခန်းကိုရလာခဲ့ကြပါတယ်ဟောဒီလူတွေကဒီကိုဘာလာလောက်တာလဲ ဝမ်းနေစကားတွေလာပြောကြတာဖြစ်ရမယ်။အဲ့ဒီချိန်မှာပဲအင်းလေးချင်းတယောက်ဖြစ်တဲ့ရာဂျူဟာအေးတကယ်တော့ပြောရမယ်ဆိုရင်သူကတည်သွားတာပဲကောင်းပါတယ်။မဟုတ်ရင်နေတိုင်းငါရဲ့ခေါက်ဆွဲပြုတ်လာစားပါငါရဲ့ခေါက်ဆွဲပြုတ်လာစားပါနဲ့ငါ့ကိုစိတ်ချအောင်လုပ်နေတာ။ပြီးတော့သူ့လျာကကောင်းလဲကောင်းတာမဟုတ်ရာဂျူရဲ့စကားကိုကြားလိုက်ရတဲ့အခါတေယမနီလီမာကအရန်ကိုဒေါသထွက်သွားပါတယ်။သူဘသူကမှငဲမနေတော့ဘဲ ရာဂျူရဲ့ရှေ့ကိုရုတ်တရက်ရောက်သွားပြီးသူ့ရဲ့လက်ကိုကိုက်စားပြလိုက်ပါတယ်။အဲလိုကိုက်စားလိုက်တဲ့အခါမှာလီလီမာဟာထူးဆန်းတဲ့ရတာတစ်ခုကိုခံစားလိုက်ရပါတယ်။တွေ့ပြီဒီအရသာပဲငါရှာနေတာ တွေ့ပြီ။လီလီမာဟာတေးမတရားဖြစ်နေတာကိုလူတိုင်းမြင်သွားတဲ့အတွက်ကြောက်လန့်ပြီးတော့မှထွက်ပြေးကုန်ကြပါတယ်။အဲ့ဒီတိုက်ခန်းကိုလည်းပြီးတိုင်ပြေးလိုက်ကြပါတယ်။ဟေးအလုံးကြောက်ပြီးထွက်ပြေးကုန်ပြီ။ ဒါဆိုငါရဲ့ခောက်ဆွဲပြုတ်ကိုဘသူကလာစားတော့မှလဲ။ဒါပေမဲ့ငါကတော့ခောက်ဆွဲပြုတ်ဆက်လို့ရအောင်ပါပဲ။ဒီလိုနဲ့တရေမနေလီမာကညာတိုင်းညာတိုင်းလူတွေအားလုံးရဲ့တကားတွေကိုလိုက်ခေါင်နေခဲ့ပါရဲ့။တကားအဖွဲ့နဲ့သူကိုသူ့လက်နဲ့ကိုရန်ချက်ထားတဲ့ခောက်ဆွဲပြုတ်တွေကြီးပါရဲ့။ဒါပေမဲ့အခုချိန်မှာတော့နေလီမာရဲ့ခောက်ဆွဲပြုတ်ဟာတာမန်ခောက်ဆွဲပြုတ်မဟုတ်တော့ဘဲအဲ့ဒီထဲမှာလူသွေးတွေပါဝင်နေပါရဲ့။ဒီဖြစ်ဖြစ်တွေပြီးရဲ့နောက်မှာ တယမနေဒီမာကအချားမင်းကလေးတယောက်အဖြစ်နဲ့သူ့ရဲ့တခဲမှာပြန်နေဖို့တွင်ဆုံးဖြတ်လိုက်ပါတယ်။နေဒီမာမင်းကလေးတယောက်ရဲ့ပုံစံကိုယူပြီးသူ့ရဲ့တခဲမှာငှားရနေတဲ့သူအဖြစ်ဖြစ်နေရောက်လာခဲ့ပါတယ်။အိမ်မန်ရှင်ထွက်သွားတာနဲ့ပါရူးဆိုတဲ့နာမည်ယူထားတဲ့နေဒီမာဟာမူလပုံစံကိုပြန်ပြောင်းလိုက်ပါတယ်။ငါခေါ်တော့ကိုဘဒူလာစားမလဲဆိုတာကြည့်ရသေးတာပေါ့။အခုတော့ပါရူးဟာအနေထိုင်ကောင်းမွန်တဲ့အတွက်လူတိုင်းက ီလီမာကနေတရေဖြစ်သွားခဲ့တဲ့နီလီမာဟာဒီနေရာကနေထွက်သွားပြီးတော့ထင်နေခဲ့ကြပါဗျ။လူတိုင်းကပါရုနဲ့အခုဆိုရင်ကောင်းကောင်းမွန်မွန်ရှိနေခဲ့ကြပါပြီ။ပါရုတယောက်တွေးလိုက်ပါတယ်။အသက်ရှင်တာနဲ့တည်ဆုံးတာဒါပဲกว่าတာ။တည်သွားရင်ဘယ်သူမှမမေ့ကြတော့ဘူး။အသက်ရှင်နေတော့အားလုံးကမေ့ကြတာပဲ။အစာပိုင်းမှာတော့ဘယ်သူမှသူ့ကိုအာယုံမဆိုင်ခဲ့ကြပါဘူး။ ။ဒါပေမဲ့တဖြည်းဖြည်းနဲ့ဇီရီဟာသူ့ရဲ့စကားပြေမှုနဲ့မိဖို့ကြောင့်ကနေထွက်လာတဲ့အနမ်းသက်တွေကိုသတိထားမိလာကြပါတယ်။ပါရီရဲ့တိုက်ခန်းတွေကနေညနေ9:00နာရီတိုင်းမှာမွေးကြတဲ့ရန်နံတစ်ခုထွက်လာခဲ့ပါတယ်။အဲ့ဒီနံကတိုက်တစ်ခုလုံးကိုပြင်းထန်သွားခဲ့ပါတယ်။သူဘာတွေချက်နေလဲတော့မသိဘူး။ဒါပေမဲ့ဘာပဲချက်ချက်အရန်ကိုအရသာရှိတာတော့တော်တော်တော့ထူးဆန်းနေနော်။အခုတော့လူတိုင်းရဲ့စိတ်ထဲမှာနီလီမာရဲ့ခေါင်းဆွဲဖြုတ်ကိုမေ့နေကြပြီး ကောက်ဆဲပြုတ်ဟာကြောက်စရာကောင်းတဲ့အစားအစာတစ်ခုလို့သတ်မှတ်မထားကြတော့ပါဘူး။အားလုံးဟာပါရူရဲ့လက်ရကောက်ဆဲပြုတ်ကို စားကျင်နေခဲ့ကြပါပြီ။တပြေးပြေးချင်းနဲ့လူတွေဟာသူရဲ့ကောက်ဆဲပြုတ်ပေါ်မှာတည်ကျင်စိတ်တွေပြင်းပြလာခဲ့တယ်ဗျ။တနေ့မှတော့အောက်ထက်ကအာရွန်ဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ"ဟိုပါရူဟိုကျွန်တော်လည်းကောက်ဆဲတစ်ပွဲလောက်ဟိုကျွေးပါအောင်နော်"ဒီကပါရူက ပြောလိုက်ပြီး ရှင်စားကျင်တယ်ဆိုရင်တော့ဒီညက်နေအခန်းကိုလာခဲ့ပါနော်။ဟိုဒီနေ့တော့ travel ခေါက်ဆဲဖြုတ်ကိုအထုတလဲချက်ထားတယ်။ဒါပေမဲ့ဘ ᱹ ဒုကူမမပြောနဲ့နော်။ရှင်တယောက်တည်းပဲလာခဲ့။အာရုံရောက်လာတော့ပါရုဟာတကားကိုပြေးလိုက်ပြီ။လာပြီပေါ့။အခုမင်းရဲ့ခေါက်ဆဲဖြုတ်ကိုငါချက်ပြီးစားတော့မယ်။လူသွေးကဒီလောက်ထိအောင်ရသာရှိနေမယ်လို့ငါမထင်ထားခဲ့ဘူးပါရုဟာမူလတရေမပုံစံကိုပြန်ပြောင်းပြီး အာရုံကိုအပိုင်းပိုင်းဖြက်ကသူ့ရဲ့ခေါင်းစဲဖြိုထဲမှာထည့်ပြီးတော့မှစားလိုက်ပါတော့။အဲဒီနောက်ပိုင်းမှာတော့အာရုံဟာဘယ်တော့မှပြန်မလာတော့ပါဘူး။အဲဒီနောက်မှာတော့အခန်းနံပါတ်406မှာနေထိုင်တဲ့ကပီတန်ဆိုတဲ့မိန်းကလေးဟာနေဒီမာရဲ့လှုပ်ဝှက်ချက်ကိုသိကျင်နေသူတယောက်ဖြစ်ပါတယ်။တညမှာတော့ကပီတန်ဟာခေါင်းမိုးပေါ်မှာအဝင်လှမ်းနေတော့နေဒီမာရဲ့မိဘကန်းကိုငုံကြည့်ဖို့တွင်ဆုံးဖြတ်လိုက်ပါတယ်။သူမကကြည့်ရတဲ့အခါမှာယေရှုအိုးထဲမှာ အရေးပြားတွေနဲ့အဖြူအားအရာတွေပါနေတာကိုတွေ့လိုက်ရတယ်ဗျာ။ဟာဒါဘာတွေလဲ။ဘာဖြစ်တော့ဒီလိုအနံဆိုးတွေထွက်နေတာလဲ။သူမလည်းကြောက်လန့်သွားပြီးအော်ဖို့စူးစမ်းပေမဲ့သူမရဲ့အတန်ကလေချောင်းထဲမှာပိတ်နေပါရဲ့။ဟာငါအတန်ကဘာလို့တက်မလာတာလဲ။သူမပြေးပြီးတော့မှအခန်းထံဘက်400ခွန်မှနေတဲ့ဦးလေးပရာမိုကိုအားလုံးပြောပြလိုက်ပါရဲ့။ဦးလေးဦးလေးပရာမို ။အိုပါရုကနီလီမာပါပဲ။သူကဒီလိုပြောနေခဲ့ပေမဲ့ဦးလေးကမယုံခဲ့ပါဘူး။နောက်တနေ့မနက်မှာတော့ပရာမုဟာလမ်းရှာထွက်လာတဲ့အခါလေကားပေါ်မှာလက်ညှိုးတစ်ချောင်းကိုတွေ့လိုက်ရပါတယ်။အဲ့ညမှာပဲဦးလေးပရာမုလည်းပျောက်ဆုံးသွားခဲ့ပါတော့။ဦးလေးရဲ့ကျမပြောခဲ့တာပဲ။သူကနီလီမာပါလို့။ဒါပေမဲ့ဦးလေးကကျမရဲ့စကားကိုနားမထောင်ခဲ့ဘူး။ဒီနေ့တော့ သူ့ရဲ့သားကောင်ကဥလေးဖြစ်သွားပြီပေါ့အခုတော့နေလီမာက ကပီတာကိုအညှို့တေးထားနေခဲ့ပါပြီ ကပီတာကလည်းစုံစမ်းစစ်ဆေးဖို့တွေစူးစမ်းနေခဲ့ပါတယ်တညမှာတော့ကပီတာကအင်ခေါမိုးဖွန်ကနေထပ်ပြီးတော့မှကြည့်လိုက်တဲ့အခါတယမ်းမနေလီမာဟာတခုခုချက်နေတာကိုတွေ့လိုက်ရတယ်ဗျာဒီကောင်မလေးကတော့ငါ့ကိုဆိတ်ရှုအောင်ထက်လှုပ်ပြန်ပြီဒီခါမှာတော့တယမ်းမနေလီမာဟာအပေါ်ကိုမော့ကြည့်ပြီး မင်းရဲ့အသားရည်နဲ့ခေါက်ဆွဲပြုတ်လို့ရမယ့်ရက်ကမဝေးတော့ဘူးထင်တယ်နော်ဒီတော့ကပီတာဟာထိတ်လန့်သွားပြီးအောက်ကိုစင်းဖို့လှည့်လိုက်တဲ့အခါမှာသူမရဲ့ရှေ့မှာကြောင်မဖွဲကောင်းတဲ့သေးမကြီးတယောက်ရောက်ရှိနေခဲ့ပါပြီကျမဟိုကျမရှေ့ကိုမကြည့်ပါဘူးဟိုကျမကိုခွင့်လွှတ်ပေးပါမင်းကငါအချောင်းကိုအရန်ပြောချင်တာပဲမဟုတ်လားငါအိမ်ထဲကိုလည်းအရန်ကြည့်ချင်နေတာပဲမဟုတ်လားဒီနေ့တော့ မင်းဟာငါ့အိမ်ရဲ့အစေးပိုင်းတစ်ခုဖြစ်လာရမယ်။ဒီခါကက်ပီတာကိုခေါ်သားကခေါက်ဆဲပြုတ်လို့စားဖို့အတွက်အပိုင်းဖက်ခုတ်ဖြစ်လိုက်ပါရယ်။နောက်တနေ့မနေ့မှာတော့လူတိုင်းကကက်ပီတာကိုတိုက်ရှာကြပေမဲ့အခြားသူတွေလိုပဲဘယ်တော့မှပြန်ပေါ်မလာတော့ပါဘူး။တရမနေလီမာရဲ့လှုပ်ဝက်ချက်ဟာလေလူတွေအတွက်လှုပ်ဝက်ချက်တစ်ခုဖြစ်နေပဲကြံရှိနေခဲ့ပါရယ်။ဗီဒီယိုလေးကိုအဆုံးထိအားပေးနှားဆင်ခဲ့ကြတဲ့အားလုံးကိုထူးပေးကျေးဇူးတင်ရှိပါတယ်။ 那比了吗？别人送了一只马的嘞。